မြန်မာအပေါင်းဝင်နိုင်ငံပေါင်း၁၂ခုကနိုင်ငံသားတွေအမေရိကန်စီလာရောက်မှုကိုပြည်ဝင်ခွင့်ပိတ်ပင်ကြောင်းကြေညာချက်တစ်ခုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီပိတ်ပင်မှုဟာလုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေကိုအကြောင်းပြုပြီးနိုင်ငံပေါင်း၁၂ခုရဲ့နိုင်ငံသားတွေဝင်ရောက်မှုကိုအပြည့်အဝကန့်သက်သွားမှာလို့ဆိုပါတယ်။နိုင်ငံတွေဆင်းတဲ့မှာတော့မြန်မာအာဖဂန်နစ္စတန်၊ချတ်၊ကွန်ဂို၊အီကွေဒိုရီယာ၊ဂီနီယာ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လေဗျာ၊ဆိုမာလီယား ဆိုဒန်နဲ့ယေမန်တို့ပါဝင်နေပါတယ်။ဘာရွန်ဒီ၊ဂျူဘာ၊လာအို၊ဆီယာလီယွန်၊တိုဂို၊တာမင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံတွေကတော့အမေရိကန်ကိုပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီးအကန့်အသတ်တချို့နဲ့ပိတ်ပင်မှုကိုခံရမှာဖြစ်ပါတယ်။ကြီးညာချက်တွေမှာတော့အရေးယူပိတ်ဆို့မှုခံရတဲ့စီးရင်တွေကနိုင်ငံသားတွေထဲကမှအမေရိကန်မှာဥပဒေနဲ့အညီရှိနေတဲ့အများတန်းနေထိုင်သူတွေတက်တမ်းမကုန်သေးတဲ့ဗီဇာကိုင်းဆောင်သားတွေတချို့သောဗီဇာမျိုးစားကိုင်းဆောင်သားတွေနဲ့ ်အမေရိကန်ရဲ့အကျိုးစီးပွားအတွက်အကူအညီပေးဖို့ရောက်ရှိနေသူတွေကိုတော့ကင်းလို့ဖွင့်ပေးသွားမယ်လို့သိရပါတယ်။ကော်လိုရာဒိုပြည်နယ်ဘိုဒါမြို့ထဲကဣစရေးထောက်ခံတဲ့ဆန္ဒပြခြေထောက်ပွဲတစ်ခုကိုမီးလောင်ပုံနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နောက်တမရဟာအခုကြေညာချက်ကိုလက်မှတ်ရေးထိုးဖို့ဆုံးဖြတ်ခဲ့ကြောင်းအင်ဖြူတော်အရာရှိတဦးကပြောပြပါတယ်။အဲ့ဒီအမေဟာအမေရိကန်ပြည်သူတွေကိုအနေရရှိတဲ့နိုင်ငံသားတွေရဲ့ချင်းချောက်မှုကနေကောက်ကွယ်ပေးမယ်ဆိုရဲထရန့်ရဲ့ရွေးကောက်ပွဲကြိုကတိကိုဖြည့်ဆည်းခြင်းလည်းဖြစ်တယ်လို့အင်ဖြူတော်ကဆိုပါတယ် ထရန့်ကကဘာကြီးမှာဖြစ်ပျက်ပြောင်းလဲနေတဲ့လုံခြုံရေးဆိုင်ရာချင်းချောင်းမှုအခြေအနေတွေပေါ်မူတည်ပြီးအဲ့ဒီပိတ်ပင်မှုစင်းဝဲနိုင်ငံအရေးအတွက်ထပ်တိုးလာနိုင်တယ်လို့လည်းပြောပါတယ်။ထရန့်ဟာဒုတိယအကြိမ်အမေရိကန်သမ္မတသက်တမ်းကိုစတင်တာဝန်ယူတဲ့နေ့မှာတည်းပဲပိတ်ပင်တဲ့နိုင်ငံတွေစင်းကိုဆန်းစစ်ပြုစုဖို့နိုင်ငံသားရေးဝန်ကြီးအပါအဝင်တက်ဆိုင်ရာအစိုးရအရာရှိတွေကိုအထူးအမိန့်ထုတ်ပြီးညွှန်ကြားခဲ့ပါတယ်။အဲ့ဒီနောက်၅လလောက်ကြာပြီးတဲ့အချိန်မှာအခုလိုကြေညာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါရှင်။